ရောက်ရီခေခေပါကနေမြန်မာအလုံသမားလူထောင်ပေါင်းများစွာပြေးနေရတဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှင် TK Media ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်း social media မှာသတင်းတွေရောအပြင်မှာပါအလုံးရဲ့ပါဇက်ဖျားမှာပြောနေကြတဲ့အကြောင်းအရာတခုရှိပါတယ်ဒါကတော့မြန်မာထိုင်းနယ်ဆက်မြောက်ရီမြို့ရဲ့အခြေအနေပါမြောက်ရီမဲဆောင်နယ်ဆက်ဂိတ်မှာလူတွေပြည့်နှက်နေအောင်တန်းစီနေကြတော့မြို့ပေါ်မှာလူအသွားလာတွေပုံမှန်မဟုတ်ပဲရှုပ်ထွေးနေတာအစိုးလက်အပြုံလိုက်ထွက်ခွာနေကြတာကိုတွေ့နေရပါတယ်ရှင် ဒီသတင်းကိုကြားလိုက်တာနဲ့လူအများစုထင်နေကြတာက Order KK ပလို့နေရာကြီးတွေက online လုပ်ငန်းတွေကနိုင်ငံသားဝန်ထမ်းတွေထွက်ပြေးကြတာပဲလို့ပါဒါပေမဲ့အဲ့ဒါကဇလန်ရဲ့တစိတပိုင်းပဲရှိပါသေးတယ်။ဒီနေ့ကျွန်မပြောပြချင်တာကအဲ့ဒီလိုထွက်ပြေးမှုတွေရဲ့နောက်ကွယ်မှာဒုက္ခပင်လယ်ဝေပြီးတော့အလုံးလဲမဲ့ဖြစ်က ထောင်ပေါင်းများစွာသောကျမတို့ရဲ့မြန်မာအလို့သမားတွေပါဘာကြောင့်အတူတူထွက်ပြေးနေကြရသလဲဆိုရင်နောက်ကြေကအကြောင်းရင်းအမှန်ကိုသုံးသပ်တင်ပြချင်တာပါအလုံးသီးကြတဲ့အတိုင်းပဲခေခေပေါဆိုတာပုံမှန်ဆက်မှုစုံလို့မဟုတ်ပဲအငင်းပွားဝယ်ရအွန်လိုင်းလုပ်ငန်းခွင်တွေမိခိုးရောင်လုပ်ငန်းတွေအများပြားအခြေဆိုင်ထားတဲ့နေရာကြီးတခုပါအခုနောက်ဆုံးအခြေအနေရနိုင်ငံတကာရဲ့ဖိအားပေးမှုတွေကြောင့်ဒီလုပ်ငန်းတွေပေါ်မှာကြီးကြီးမားမားရှင်းလင်းမှုတွေစစ်ဆေးမှုတွေလုပ်တော့မယ်ဆိုတဲ့သတင်းတွေအခိုင်အမာထွက်ပေါ်လာခဲ့ပါတယ်ဒါဟာပထမဆုံးလဲကျသွားတဲ့ဒိုမီ မီတော့ပါပဲဒီသတင်းကြောင့်ပဲအဲ့ဒီဖားတွေထဲမှာအဓိကလောက်ကိုင်းနေကြတဲ့နိုင်ငံသားအသားဝန်ထမ်းတွေကကြောက်လန့်ပြီးတော့ချက်ချင်းဆိုသလိုအစိုးရအပြုံလိုက်ထွက်ပြေးကြပါတော့တယ်သူတို့ဟာမြဝတီကနေတစင်ထိုင်းဘက်ခြံမဲဆောက်ကိုကူးဖို့စ조사ကြပါတယ်ဒါကပြည်သက်တွေအလုံးတွေ့မြင်နေရတဲ့ပထမဆုံးထွက်ပြေးမှုပါဒါပေမဲ့ဒီ KK ဘလိုနေရာကြီးတွေဟာသူပရာသူမျိုးငယ်လေးတစ်မျိုးတိဆောက်ထားတာပါ အထဲမှာလူပေါင်းထောင်ပေါင်းများစွာအတောင်ပေါင်းများစွာနေထိုင်လုပ်ကင်ကြပါရယ်ဒီတော့ဒီလူတွေနေထိုင်စားသောက်သုံးဆွဲဖို့အတွက်သူတို့ကိုမိခိုပြီးတော့ရက်တည်နေရတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအများကြီးပေါ်ပေါက်လာပါရယ်အဲ့ဒီဝန်ဆောင်မှုလုပ်ငန်းတွေမှာအလုပ်လုပ်နေကြတာကတော့ကျမတို့မြန်မာအလုပ်သမားတွေပါပဲဥပမာပြောရရင်အဲ့ဒီဖောက်တွေရဲ့ပတ်ဝန်းကျင်နဲ့အထဲမှာဖွင့်ထားတဲ့စားသောက်ဆိုင်တွေ ပီယာဆိုင်တွေ KTV တွေအလားပြင်ဆိုင် beauty salon တွေအနေခန်းတွေအုံဆုံးဆိုင်တွေဖျော်ဖြေရေးနေရာတွေအများကြီးပါပဲဒီဇိုင်းတွေအလုံးဟာ pop တဲကဝန်တန်းထောင်ပေါင်းများစွာရဲ့သုံးဆွဲမှုကိုတခုတည်းမိခုပ်ပြီးတော့ဝင်ငွေရှာနေရပါ အခုအ धिक ဖြစ်သွားတဲ့ပြဿနာကဒါပါပဲအ धिक ဝန်ထမ်းတွေကတညရဲနဲ့အကုန်ထွက်ပြေးသွားကြပြီဆိုတော့ PUBG တခုလုံးကချက်ချင်းဆိုသလိုလူသူမရှိတဲ့မျိုးပြက်လိုဖြစ်သွားပါတယ်ဒီတော့ဘာဆက်ဖြစ်မလဲသူတို့ကိုမိခိုနေရတဲ့စားသောက်ဆိုင်တွေ KTV တွေအလှပြင်ဆိုင်တွေအလုံးကချက်ချင်းဆိုသလိုဧည့်သည်တယောက်မှမရှိတော့တာပါဝင်ငွေလုံးဝ0ဖြစ်သွားပါတယ် လုပ်ငန်းတွေလုံးဝရပ်ဆိုင်းသွားပါတယ်ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အရိကဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာအလုပ်လုပ်နေကြတဲ့ကျမတို့မြန်မာနိုင်ငံသားဝန်ထမ်းတွေစပွဲတို့စပုံမှုစပင်းညက်သမားအနှိတ်သမားအယောင်းဝန်ထမ်းထောင်ပေါင်းများစွာကတညာရဲနဲ့ချက်ချင်းအလုပ်လက်မဲ့ဖြစ်သွားကြတာပါ သူတို့မိခိုနေရတဲ့လုပ်ငန်းခွင်ကြီးကလူမရှိတော့ဘဲနဲ့ပိတ်လိုက်ပြီးလဲပတ်လို့မရတော့ဘူးဆိုတာနဲ့သူတို့လည်းအဲ့ဒီနေရာမှာဆက်နေလို့မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်မလို့အခုမြောက်ရီမျိုးပေါ်မှာပြေးနှက်နေပြီးတော့ထွက်လန်းရှာနေကြတယ်ဆိုတဲ့လူအုပ်ကြီးတွေမှာ group 1ဖြစ်တဲ့မိခိုရောင်လုပ်ငန်းတွေကထွက်လာတဲ့နိုင်ငံသားတွေလည်းရှိတယ်လို့ group 2ဖြစ်တဲ့အဲ့ဒီ pub တွေကိုမိခိုနေရတဲ့ဆိုင်တွေကနေအလုပ်ပြုတ်သွားလို့ကိုရက်ကိုရွာပြန်ပုံဒါမှမဟုတ်တခြားနေရာမှာအလုပ်သိရှာဖို့ထွက်ခွာနေကြရတဲ့မြန်မာလူသားတွေကအများစု ဖြစ်နေရပါဒါဟာ ရွှေတူရင်ဗရံများတူရင်အစိတ်အသင့်နဲ့တန်နေရပါပဲအထက်ကအငင်းပွားဝယ်ရာလုပ်ငန်းတွေရဲ့နောက်ဆက်တွဲအကျိုးဆက်ကအဲ့ဒီနေရာတွေမှာရိုးရိုးသားသားဝန်ဆောင်မှုပေးပြီးအသက်မွေးဝမ်းကြောင်းပြုနေကြတဲ့မြန်မာလူသားတွေကိုအပြင်းထန်ဆုံးထိခိုက်စေခဲ့ရပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်